အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ23ရက်စောင့်ကြနေတဲ့နေ့ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမြေပြင်အဖွဲ့တွေနဲ့နီးကပ်စွာလောက်ကင်နေတာဖြစ်ပါတယ်မြေပြင်အဖွဲ့တွေစီသတင်းမျိုးစုံသုံးသပ်ချက်မျိုးစုံစီကြားထားသောအတတ်ပညာမျိုးစုံကိုမျိုးစုံနဲ့ share လေးလုပ်ပြီးတော့မျှဝေလျက်ရှိပါတယ်ကျွန်တော်တော်လံပြည်သူတွေနဲ့ ချင်းမြေဝေဝောင်းဝါစင်တက်ခိုက်မှုတွေစတင်ပြီးတော့လှုပ်ဆောင်နေပြီဖြစ်ပါတယ်လှုပ်ဆောင်နေပါစေကျွန်တော်ကတော့ဆက်ပြီးတော့ကျွန်တော်နိုင်တဲ့နေရာကနေလုံတေအောင်မှာဖြစ်ပါကြောင်းကြိုတင်ပြီးတော့စကားခံပြီးပြောထားရမယ်ဖြစ်ပါတယ်ဒီအားလုံးလက်ချက်ကတကယ်ပြင်းပါတယ်ဘမောကပြန်ပြေးလာရတဲ့ရဟတ်ရင်တစည်းရလဲရွှေကူခြေဆက်အမှန်56ခြေတင်တိုင်းရင်းထဲမှာဘေးတစောင်းအနေထားနဲ့တတ်တော်ဝင်လျက်ရှိနေပါတယ်ပြင်စင်းအဖွဲ့တွေရဟတ်ရင်20နဲ့လာကြပြီမဲ့ မျက်ဖြူစိုက်နေတော့လက်လျှော့နောက်ပြန်သွားကြပါတယ်။ရွှေကူမှာဗမော်ဘက်ကလာရင်နားစုံမှာစစ်စေးဂိတ်တစ်ခုရှိပါတယ်။အဲ့ဒီဂိတ်မှာသူးစန်းတဲ့စာသားတစ်ခုရေးသားထားတာကိုနေကန်တွေသတိထားကြမိမယ်ထင်ပါတယ်။ဗာရေးထားတယ်လဲဆိုတော့ဆရာကြီးခေါ်လင်ဒံငွေ9000ဖြစ်ပါတယ်။ဆရာကြီးမခေါ်တော့ဘလို့ခေါ်ရမလဲဆိုတော့ရောက်ဖလို့ခေါ်ပါတဲ့။တကယ်တမ်းဒီကောင်းနေမတည်သေးဘူးထင်ပါတယ်။စစ်ခွေးလို့ခေါ်နေကြတယ်ဆိုတာကို ရွှေကူမြို့ကိုလာမဲ့မိုးရင်းကြရင်အပြာကြောင့်မြစ်ထဲကနေအင်အားဖြည့်တင်းမှုအစီမံရှိနေပါတယ်။ဒါဟာစာရွက်ပေါ်ကစီမံချက်သာဖြစ်ပါတယ်။စင်ခန္ဓာရဟာကရင်ကချင်တို့မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းဖွဲ့တွေထိချုပ်ထားပြီးဖြစ်လို့ရေထဲကနေလာဖို့ဆိုတာမဖြစ်နိုင်ဘူးဖြစ်ပါတယ်။တကယ်တမ်းရွှေကူကိုလည်းတိုက်ဖို့အချိန်တန်နေပြီဆိုပေမဲ့ချင်းထဲကကြက်ပုံစံမျိုးထားတာဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်မြစ်ထဲမှာရွှေလုံငန်းတွေလုံနေရတော့မလို့တော့မပြောတာကြောင့်ဖြစ်ပါတယ်။မန္တလေးမြို့နယ် ညာဦးမြို့တဲကိုတန်ချက်ကရင်၅စီးနဲ့စစ်ကြောင်းထိုးဝင်ရောက်အခြေပြုလာတာရှိပါရှိတယ်လို့သိရှိရပါတယ်။ခြေအောင်ယဉ်ကျေးမှုနယ်မြေထဲမှာစစ်မျက်နှာစာဖွင့်လာတော့မီလား။နောက်ဆုံးမြို့နယ်အုံဒီလမ်းဝဲကိုရမန်းလေးနေကင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရတာရှိပါတယ်။တောင်ခမ်းစစ်မျက်နှာစာဘက်ကိုလေကြောင်းတိုက်ခိုက်မှုညော်နေလာပေမဲ့ပြင်ဦးလေးနဲ့ထိဆက်တဲ့နေရာတွေကိုခတ်စိတ်စိတ်ပြန်လည်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ရှမ်းကုန်ဦးကျနေရဲ့မယားမုံမရှင်ကတော့မိုက်ဆားလို့ပြောရမှာဖြစ်ပါတယ်။ မရဘူးလို့နေရာမျိုးမှာ PPE တည်တည်တတ်တတ်လုံသွားနိုင်တာကတော့မချီကျူးလို့မရဘူးဖြစ်ပါတယ်။မင်းအောင်လိုင်ရဲ့တကယ်အားထားရပြီးဆင့်90ရအစကြောင်းတွေထဲမှာအဆင့်မြင့်ဆုံးဖြစ်တဲ့နာခတာနိုင်ငံတော်ကာဝေးတက်ကလေးမှာအရာရှိကြီးတွေကိုစာပေတင်ကြားရသူဖြစ်ပြီး2023ခုနှစ်အတွင်းမှာဝနကျော်ထင်ပွဲပေးရခံထားရသူဖြစ်ပါတယ်။နေသာဗိုလ်မှူးချုပ်ချိုတော့အောင်ကိုလာဗစ်စင်ပေးခဲ့တာဖြစ်ပြီးကလေးတွေအားလုံးစေစုံကိုအန္တရာယ်ကင်းစွာရောက်ရှိနေပြီဖြစ်ပါတယ်။ မစ်ရှင်ပြုလုပ်ခဲ့တဲ့ Golden Valley Warrior အဖွဲ့ဟာကျွန်တော်ရဲ့ Vitamin for UG campaign မှာပါဝင်တဲ့အဖွဲ့မဟုတ်ပါဘူး။ဒါပေမဲ့အဆိုပါအဖွဲ့ငယ်ဟာဆက်လက်ရပ်တည်နိုင်ဖို့နဲ့နောက်ထပ် mission တွေဖော်ဆောင်နိုင်ဖို့အတွက်အကူအညီလိုအပ်လျက်ရှိပါတယ်။ဒါကြောင့်ဖော်ပြပေးထားတဲ့ QR code များမှာပါဝင်ကူညီအားဖြည့်ပေးစီလိုပါတယ်။ဈာရိုက်ပါဝင်အားဖြည့်ပေးဖို့အတွက်လည်းအောက်မှာကျွန်တော်လင့်လေးချပေးထားပါတယ်။အဲသူတို့ရဲ့လင့်မှာလည်း QR code တွေ ချပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။လောက်ဆောင်ခဲ့တဲ့မရှင်အသေးစိတ်ကိုတော့ညနေခင်းမှာပြည်သူတွေရေသားရှင်ဘွယ်ဘွယ်ဖြစ်အောင်တင်ဆက်ပေးပါဦးမယ်။ဘကိုးတိုင်းအခြေခံတာဝန်မျိုးနဲ့အနောက်စပတ်ကျဲကြေးရောင်ကိုတိုက်ခိုက်ရဟိုင်းနဲ့ယမန်နေ့နေ့လယ်ကတိုက်ခိုက်ထားတာရှိပါတယ်။စာမန်ပြည်သူတွေနေထိုင်ကြတာမို့ထိခိုက်မှုတွေရှိနိုင်မှုများပါတယ်။စစ်ကောင်စီရဲ့လေဒါကရဟတ်ရင်နဲ့တယ်ယူပို့ဆောင်ရေးဒေရင်တွေကို Wi-Fi လေရင်ပစ်ဆက်တနက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လို့ရပါတယ်။ အဆိုပါလက်နက်ဟာရင်တင်ပြစ်ခတ်လို့ရတဲ့လက်နက်မျိုးစားဖြစ်ပြီးရင်းတနက်မှာကြည်မျိုးစား6မျိုးရှိပါတယ်ဒီကနေ့အဲ့ကြည်မျိုးစား6မျိုးအကြောင်းကိုရှင်းလင်းတင်ပြခြင်းပါတယ်ကြည်မျိုးစား6မျိုးကတော့ကြည်မစံကြက်ကဖောက်ကြီးလောင်ကြီးစံကြက်ကဖောက်လောင်ကြီးမီးကြီးစံကြက်ကဖောက်လောင်မီးကြီးလို့ပဲဖြစ်ကြပါတယ်ကြည်မဆိုတာကတော့ M2 လို့ခေါ်ကြပြီးလူနဲ့အထွေထွေပြစ်ခတ်ရန်ဖြစ်ပါတယ်ကြည်ဘူးဟာကြေးရောင်ဖြစ်ပြီးကြည်ဘူးဟာ 60မီလီမီတာအရှည်ရှိတာဖြစ်ပါတယ်။ကြည်ဘူးအတွင်းမှာခဲနဲ့နောက်ပိုင်းမှာတံမဏိအပျော်တော့ထည့်သွင်းထားပြီးအဝေးဆုံးမီတာ6000စီရောက်ရှိတာဖြစ်ပါတယ်။စံကြာကဖောက်ကြည့်ဆိုတာကတော့စာမန်ကြည့်ဖြစ်မဖောက်ထွင်းနိုင်တော့တင်ကားစံကြာကအပေါ်စားပြင့်မှတ်များကိုပြစ်ခတ်ရန်ဖြစ်ပါတယ်။ကြည်ဘူးထိပ်မှာအနက်ရောင်ဆေးဆဲထားပြီးကြည်ဘူးအခြေအား64မီလီမီတာရှိတာဖြစ်ပါတယ်။ကြည်ဘူးအတွင်းမှာခဲနဲ့ခနာဆိုင်နောက်ပိုင်းမှာတံမဏိအမာတော့ထည့်သွင်းထားတာဖြစ်ပါတယ်။မီတာ၄00အတွင်းမှာ 100မီလီမီတာသံမဏိပြားကို၎င်းမီတာတစ်ထောင်အတွင်းမှာ12မီလီမီတာသံမဏိပြားကို၎င်းဖောက်ထွင်းနိုင်တာဖြစ်ပါတယ်။လောင်ကြီးလို့ခေါ်တဲ့ amp မျိုးစားကတော့မီးလောင်လွယ်တဲ့ပြစ်မှတ်တွေကိုကြက်ခတ်ဖြည့်စည်းရန်ထုတ်လုပ်ထားတာဖြစ်ပြီးအထူးသဖြင့်လေရင်ပြည့်ရမှာသုံးပါတယ်။ခြေဘူးကိုအပြာရောင်အမှုသို့မဟုတ်အပြာရင်းရောင်ဆေးချထားပြီးခြေဘူးအရှေ60မီလီမီတာဖြစ်ပါတယ်။ခြေဘူးအရှေ့ပိုင်းမှာမီးပွင့်ပောက်ကွဲစေသောရမ်းများပါဝင်ကအတွင်းပိုင်းမှာတံမီတုံး နောက်ပိုင်းမှာခဲနဲ့ခနောက်စိမ်းပါဝင်တာဖြစ်ပါတယ်။စံချက်ကဖောက်လောင်းကြီး M6 ကတော့စံချက်ကရှင်တွေရဲ့မီးလောင်လွယ်တဲ့နေရာတွေကိုပြစ်ခတ်ရန်အသုံးပြုတာဖြစ်ပါတယ်။ကြည်စံထိပ်မှုကိုအ내တရရေးချေထားပြီးတချို့မှာတော့အလူမီနီယံအယောင်ဆေးချထားတာဖြစ်ပါတယ်။ကြည်မှုအခြေအား60မီလီမီတာဖြစ်ပါတယ်။ကြည်မှုအတွင်းမှာမီးပွင့်ပေါက်ကွဲစေသောရံမျိုးစားပါဝင်ပြီးနောက်ပိုင်းတွင်အစာပြိုးရန်နဲ့တံမဏိအမာတို့ထည့်သွင်းထားတာဖြစ်ပါတယ်။မိကြီး M7 ကတော့ ညနဲ့နေ့ချိန်တို့မှာကြည်သွားလမ်းကြောင်းကိုမြင်နိုင်သဖြင့်ဆက်စနာကြီးကိုပြောင်းလဲပြင်ဆင်ပြစ်ခတ်နိုင်ရန်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ကြည်တန်ထိပ်မှုမှာပန်းရောင်အနီရောင်ဒါမှမဟုတ်လိမ်မော်ရောင်ဆေးချေထားတာဖြစ်ပါတယ်။ကြည်တန်ထိပ်မှုအရှေ့ဟာ65မီလီမီတာဖြစ်ပါတယ်။ကြည်မှုအတွင်းမှာခဲနဲ့ခနောက်ဆိုင်နောက်ပိုင်းမှာအစာပြိုးရန်မိကူရန်မိကြီးရန်နဲ့ကျေးဝါနောက်ပိတ်ဖြစ်ပါတယ်။မိကြီးရဲ့အလဲရောင်ကြည်သွားလမ်းဟာ6000မီတာရှိတာပြသပေးတာဖြစ်ပါတယ်။ တန်ချက်ကဖောက်လောင်မင်းကြီးလို့ခေါ်တဲ့ M20 အမျိုးအစားကတော့တန်ချက်ကရင်များနဲ့အပေါ်သားရင်တွေကိုဖျက်ဆီးဖို့နဲ့ဆက်တနတ်ကိုချိန်ဆပြောင်းလဲပစ်ခတ်နိုင်ရန် မိကြီးထည့်သွင်းထားခြင်းဖြစ်ပါတယ်။ကြီးစံထိပ်ခုမှာအနက်တရစ်အပြာတရစ်အနီးတရစ်ဆေးချထားပြီးကြီးဘူးအရှိအဟာ60မီလီမီတာရှိတာဖြစ်ပါတယ်။ကြီးဘူးအရှိပိုင်းမှာမီးပွင့်ပေါက်ကွဲစေနိုင်သောရံများနောက်ပိုင်းမှာတမလီမာတို့၎င်းတော်မှာအစာပြိုးရတဲ့မိကြီးရံတွေပါဝင်တာဖြစ်ပါတယ်။လင်ပြဆက်တနတ်ကြီးရဲ့အင်္ဂါရနဲ့အမျိုးအစားတွေကို သိရှိနားလည်ကြပြီးအချမ်းဖက်စစ်တပ်ရဲ့ပြစ်မှတ်တွေကိုစနစ်တကျပြစ်ခတ်ချေမှုန်းနိုင်ပါစေကြောင်းလက်လန်းမိသည်မြတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးပြင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်